မင်္ဂလာပါရှင်အခုဗီဒီယိုလေးကတော့နှစ်နှစ်အရွယ်ကလေးလေးငယ်များရဲ့ညာရင်ဖွံ့ဖြိုးတိုးတက်မှုအတွေ့အထောက်ခုပြုတဲ့နီလန်းလေးတွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါနှစ်နှစ်အရွယ်ကလေးလေးတွေဟာအုံနောက်နဲ့ခန္ဓာဖွံ့ဖြိုးမှုအတွေ့ကိုအမြင့်မားဆုံးအရွယ်ဖြစ်ပြီးတော့အရာဝတ္ထုမှန်သမျှကို ထိတွေ့ခန်းစားလို့စိတ်စူးစမ်းစာဖွေလို့စိတ်တွေရှိတဲ့အရွယ်လေးတွေဖြစ်ပါတယ်။အဲ့ဒီအရွယ်လေးတွေကတော့ အိမ်မှာအိမ်အတွင်းင်းနဲ့တာမဟုတ်ဖဲနဲ့ပြင်ပပဝင်းချင်းမှာရှိတဲ့အဖြစ်အပျက်တွေစူးစမ်းရှောက်ဖွေလို့ရဲ့လေလာတည်ယူနိုင်တဲ့အရွယ်လေးတွေဖြစ်ပါတယ်။အဲ့ဒီကိုကဲတော့စူးစမ်းရှောက်ဖွေခြင်းဖြင့်ကလေးလေးတွေရဲ့ဉာဏ်ရည်ထက်မြက်ယုံတာမကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုလည်းမြင်မားစေပါတယ်။အဲအဲ့လိုမျိုးပဲဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွေ့ iTunes နဲ့ eJu ဆိုပြီးနှစ်မျိုးရှိပါတယ်။ iJu ဆိုတာကလူတအူးတယောက်ရဲ့စဉ်စားတွေးခေါ်နိုင်စမ်း ခွဲခြားစိတ်ဖြာနိုင်စွာတက်ချွတ်နိုင်စွာပြဿနာတွေကိုအကျိုးအကြောင်းစီလျော်စွာဖြေဆွင်းနိုင်စွာစတဲ့ဉာဏ်ရည်ဉာဏ်သွေးအဆင့်ကိုတိုင်းတာတဲ့အတိုင်းတာတစ်ခုပေါ့ဉာဏ်ရည်ထက်မြက်ခြင်းတာမျိုးရိုးဗီဇနဲ့အနှဲငယ်ဆိုင်တော်လေသူ့ရဲ့ချစ်ခင်ရင်းနှီးတဲ့မိသားစုရှိခြင်းလုံလောက်သောအာဟာရဓာတ်ပြည့်ဝစွာရရှိခြင်းတည်ယူလေ့လာမှုအတွေ့ကောင်းမွန်တဲ့ပတ်ဝန်းကျင်ရရှိခြင်းတို့မှလည်း ို့ပြီးတော့တည်ရမှုရှိပါလေရှင်။ဒါကြောင့်အန်ကျူကောင်းစေတဲ့နီလန်းတွေကတော့ကလေးလေးတွေဟာပန်ဝင်းကျင်မှာရှိတဲ့အစ်စ်အစ်စ်တွေကိုထိတွေ့စေမယ်။အမေးအဖြေများလုပ်ပေးမယ်။ပန်ဝင်းကျင်မှာရှိတဲ့ဖြစ်ပျက်မှုတွေကိုလေ့လာစေပြီးတော့ ိုလက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်စေခြင်းဖြင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအဟာရတွေကိုစားသုံးပေးခြင်းလို့ဖြစ်ပါတယ်။ဥပမာကစားစရာအယုတ်ကလေးတွေစားစရာများပကံလေးတွေအခြားသောအရာဝတ္ထုပစ္စည်းမှန်သမျှကိုသူတို့ကဘာပဲဖြစ်ဖြစ်စွဲခြင်းနဲ့ထိတွေ့ကိုင်းတွဲစေခြင်းနဲ့အတွေ့တည်ယူလေ့လာတဲ့အကျင့်ကိုလို့ဆိုရရောက်ပါတယ်။ကလေးကစားစရာအယုတ်တွေနဲ့စော့ကစားနေရင်လေပမာဏအားဖြင့်အာကောက်ပြီးတော့တစ်ခုပြီးတစ်ခု ရေတွက်တယ်လို့မျိုးပဲပေါ့နော်တခုပြီးတခုကောက်ကင်နေတာမျိုးနောက်တစ်ခါတူညီတဲ့အရာဝတ္ထုလေးတွေကိုအဲကိုကရှေ့ရနေမဲကလေးထိန်းတဲ့သူကရှေ့ရနေလှုပ်ပြစေခြင်းဖြစ်သူတို့ကိုလည်းပြန်ပြီးတော့လှုပ်ပြတဲ့မှတ်သားပြီးတော့ပြန်လဲလှုပ်ပြစေခြင်းအဖြစ်သူတို့ရဲ့မှတ်ဉဏ်စွမ်းရည်တိုးတက်အောင်လည်းလေ့ကျင့်ပြီးလို့ရပါတယ်မိဘတွေကကလေးတွေကိုကလေးတွေဖတ်เสียစာအုပ်ကလေးတွေဖတ်ပြမယ်အဲ့ဒီအကြောင်းအရာမှာပါဝင်တာလေးတွေကိုသူတို့လေးတွေနဲ့ဒါ အမေးအဖြေလေးတွေပြန်ပြောပြမယ်ဟာသူတို့ကစကားမှမပြောတတ်ဖဲနဲ့ဘလို့နားလဲမှာလဲနဲ့ရှိလိမ့်မယ်နားလဲပါတယ်ကလေးလေးတွေကစကားတာတေးချာရီရီရာရာနှစ်နှစ်အရွယ်လေးတွေကရီရီရာရာမပြောတတ်ချင်မပြောတတ်ပါလိမ့်မယ်ဒါပေမဲ့သူတို့နားလဲတဲ့အတွဲအမေးအဖြေသဘောမျိုးလေးတွေကိုကလှုပ်ပေးခြင်းအဖြစ်ကလေးလေးတွေဟာအိုင်ကျူကောင်းအောင် လေ့ကျင့်ပေးတာရောက်ပါတယ်ဒီကလေးလေးတွေရဲ့အမျိုးမျိုးတဲ့တခြင်းတန်တွေကို တချင်းတန်တွေဘာသာစကားတွေတဘာဝပတ်ဝန်းကျင်မှာလာတဲ့အတန်တွေဥပမာဟိုဆိုင်ကယ်တန်ထွက်ပေါ်လာတာတွေကားတန်ထွက်ပေါ်လာတာတွေအဲ့ဒီလေရင်တန်ထွက်ပေါ်လာတာတွေအဲနောက်တစ်ခါတလိမ့်ဆန်အတန်တွေရဲ့အမျိုးမျိုးရဲ့အတန်ချာနာမှုတွေကိုနားလည်အောင်လေအကြားစွမ်းရည်တွေတိုးတက်အောင်လေ့ကျင့်ပေးလို့ရပါတယ်ရှင်ဒါလေးကတော့ IQ နဲ့ပတ်သက်တာပေါ့နော် IQ နဲ့ဆိုရင်တော့ IQ ဆိုတာကတိခဏနိုင်စွမ်းရှိတဲ့တိုင်းတာတဲ့အတိုင်း တစ်ခုဖြစ်တယ်။အီကျူမြင့်တဲ့ကလေးလေးတွေဟာကိုကိုကိုနဲ့အခြားသူတွေအပေါ်မှာနားလည်ပေးနိုင်တယ်၊ကိုချင်းစားတတ်တယ်၊အရာရာကို အကောင်းမြင်နိုင်တယ်၊ပန်ဝင်းကျင်တဲ့လိုက်လျောညီထွေ ရှိအောင်နေထိုင်နိုင်တယ်၊စင်စားချင်းချင်းနိုင်တယ်။အဲနောက်ပြီးတော့စိတ်အားထက်သန်ခြင်းနေအောင်မြင်လို့စိတ်ရှိတယ်။မိမိကိုကိုသူတို့ကအခြားသူတွေနဲ့အပေါ်မှာတံမိုးထားပြီးဆက်ဆံတတ်တယ်။ မိမိကိုယ်ကိုလည်းယုံကြည်မှုရှိတဲ့စွမ်းရည်တွေကို ရှိကြတယ်။ဒါကြောင့်အဲ့ဒီအီကျူကောင်းစေဖို့ကြတော့ကလေးလေးတွေဟာပျော်ရွှင်ချမ်းမြေ့စွာ ကြီးပြင်းလာရမယ်။ပတ်ဝန်းကျင်နဲ့လက်ရောညီထွေမှုရှိစွာ နေထိုင်တတ်ရန်သူတို့ရဲ့စိတ်ခံစားချက်ကလေးတွေကို ထိန်းချုပ်နိုင်တဲ့ အဲစိတ်ခံစားမှုစွမ်းရည်တွေကိုတိုးတက်ကောင်းမွန်စေခြင်းဖြင့်ထောက်ပံ့ပေးဖို့အတွက်အလွန်ပင်အရေးကြီးပါတယ်။ဒါကြောင့်ကလေးလေးတွေဟာအခြားသူများပြောတဲ့စကားများကိုတန်ရောက်လိုက်ပြောစေခြင်း။နောက်သူတို့ရဲ့စိတ်ဖိစီးမှုမရှိဘဲနဲ့သူတို့ရဲ့စိတ်ခံစားချက်တွေဖွင့်ဟပြောပြီးတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခိုင်းခြင်းတို့ကိုပြုလုပ်စေခြင်းတို့လည်းဤကျူကောင်းစေပါတယ်ဥပမာ ကလေးလေးတွေဟာမုတ်သစ်တစ်ခုကိုအဲ စားကြည့်လိုက်မယ်မြည်ကြည့်လိုက်မယ်အဲ့ဒီမုံရဲ့အနံ့ကိုသူသိတယ်အရသာကိုသူသိတယ်ဒါဆိုရင်အနံ့နဲ့အရသာကိုသူကြိုက်တယ်မကြိုက်ဘူးစတယ်တုတ်ပြန်ပြောဆိုတတ်တဲ့စိတ်ခံစားချက်တွေကိုစုံဖြတ်နိုင်အောင် လေ့ကျင့်ပေးလို့ရပါတယ်ကလေးလေးတွေဟာကာတွန်းရုပ်ပုံလေးတွေကိုပြချင်းဖြစ်အဲ့ဒီရုပ်ပုံလေးတွေမှာပါတယ် သူတို့ရဲ့အမြင်လေးတွေစိတ်ခံစားချက်ကလေးတွေကိုလည်းလွတ်လပ်စွာ တွေးခေါ်နိုင်ရန်လေ့ကျင့်ပေးကြပါတယ်။ကလေးလေးတွေဟာအခြားသောကလေးများနဲ့အတူတူစော့ကစားစေပြီးတော့အချင်းချင်းအပေါ်မှာခွင့်လွတ်သီးခံတတ်တာတို့မျှဝေခံစားတတ်တာတို့အဲစောင့်ဆိုင်ပြီးတော့လှုပ်တတ်တာတို့ဟာစိတ်ခံစားမှုကိုထိန်းချုပ်နိုင်တဲ့အလေးအကျဉ်လေးဖြစ်ပါတယ်။ကလေးလေးတွေကျမ်းမာတန်ဆွမ်းပြီးတော့ဉာဏ်ရည်ထက်မြက်တဲ့အင်ဂျူရော ဤသူရောကောင်းနေတဲ့ကလေးလေးတွေအဖြစ်စဉ်တန်ကြီးထွားမှုအတွေ့အရန်ကိုလိုအပ်ပါတယ်။ဒါကြောင့်တဘာဝအာဟာရဓာတ်များကျွဲဝတဲ့ဗီတာမင်များစွာကျွဲဝတဲ့အဲစိတ်နိုတွေနွားနိုတွေတိုက်ကျွေးခြင်းအဖြစ်လဲကျန်းမာတန်ဆွမ်းတဲ့ဉာဏ်ရည်ထက်မြက်တဲ့သူများပေါ်ပေါက်လာမှာဖြစ်ပါတယ်။စိတ်နိုးတို့နွားနိုးတို့တဘာဝမှာရတဲ့အာဟာရဓာတ်ကျွဲဝပါဝင်တဲ့ဒီပရိုတင်းဓာတ် တရားအစာကြီးလွယ်တယ်နောက်တစ်ခါကယ်စီယမ် iron iron dad တို့ zinc dad တို့ magnesium စအဲတထုဓာတ်တွေကိုလွယ်ကူလှည့်မြန်စွာစုပ်ယူတော့ကြောင်းကလေးလေးတွေဟာအုံနောက်နဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွေ့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့်ဖီဖီမီမီတို့ရဲ့ နှစ်နှစ်အရွယ်ကလေးလေးတွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွေ့အထောက်အကူပြုရဲဆိုရင် ကလေးလေးတွေနဲ့အတူ ကစားပေးပါအဲကလေးလေးတွေကို ပုံမြင်လေးတွေဖတ်ပေးပါပုံမြင်လေးတွေဖတ်ပြီးတော့အပြက်အလန့်စကားပြောသလိုလေးတွေလုပ်ပေးပါဒါကြောင့်အများနဲ့ကလေးအများနဲ့လေအခြားကလေးလေးတွေနဲ့လေကစားရအောင် ပံပိုးပေးမယ်ဆိုပံပိုးပေးနိုင်ရင်အကောင်းဆုံးမှာဒါကြောင့်အဲငါသားလေးမထီနဲ့ပုံးပဲ့သွားမှာဆိုလို့ဆိုတဲ့ပုံစံမျိုးမလုပ်ပါနဲ့အချားကလေးလေးတွေနဲ့ထိတွေ့ခံစားကစားခွင့်ပေးတာဟာသူတို့ရဲ့အီကျူကိုအရန်ကောင်းစေပါတယ်ဒါကြောင့်ဖေဖေမေမေတို့တာတာမီမီလေးတွေအတွက်ကောင်းမွန်တဲ့ကောင်းမွန်မှန်ကန်သောပြုစုနည်းလေးတွေနဲ့အတူတာတာမီမီလေးတို့ရဲ့ဉာဏ်ကြီးလေးတွေထမြက်နိုင်ကြပါစေကျေးဇူးပါ